သူမဘဝတခြားလောက်သဘင်တူတွေဆွပြီးတော့တယောက်စားခဲ့ရတဲ့အကြောင်းရင်းမှန်ကိုထွင်နာဖို့ထုတ်ပြောပြီး င်္ဂလာပါပြည်သက်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့သမိုင်းရဲ့နုပညာသက်တမ်းတစ်လျှောက်လုံးစပင်တူတွေဝစ်စင်ကအမြဲတည်ယူဆောင်ခဲ့ရတဲ့နောက်ွယ်ကအကြောင်းအရာကိုဖွင့်ချပြောပြလာသူမင်းသမီးထွင်သာဖို့ရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်အနုပညာလောကမှာရောဂီတလောကမှာပါအောင်မြင်တဲ့နုပညာပြင်မာတူဖြစ်ရှင်နေထီတိုင်နေရာယူထားစေအစိုးရမင်းသမီးကြီးထွင်တာပေါ်ကတော့သမိုင်းရဲ့စပေတူးနဲ့ပတ်သက်ပြီးတော့နောက်ွယ်ကအကြောင်းအရာလေးကိုဖွင့်ပြလာခဲ့တာဖြစ်ပါတယ် မင်းသမီးထွင်လာဖို့ဆိုရင်တော့အားလုံးကစပင်းစတိုင်မျိုးမျိုးနဲ့စပင်တုတွေဝစ်စင်လေးရှိတဲ့မင်းသမီးဖြစ်တွေ့မြင်ရတဲ့အထိမင်းသမီးထွင်လာဖို့ဟာသူမရဲ့နှုတ်ပညာတက်တန်းလျှောက်လို့စပင်တုတွေကိုအသုံးပြုရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့အောင်မြင်နဲ့ရုပ်ရှင်စကားကြီးတွေအများစုမှာသူမဟာစပင်တုမျိုးမျိုးကိုအသုံးပြုတယောက်ဆောင်ထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်။သူမကစပင်စိတ်ရှိသူဖြစ်ပြီးတော့အမြဲတီလိုစပင်တုဝစ်စင်ထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးလူတွေစိတ်ဝင်စားစရာဖြစ်နေကြတာပါ။အချို့ကလည်းသူမရဲ့တယောက်ဆောင်ကောင်းမှုတွေဟာရန်ကုန်မှာတည်တာလို့နေတဲ့စပင်တုကြီးတွေကြောင့် ကြည့်ရတာရတာအပြက်ခံစားမှုရှိတော့ဘူးလို့ဝေဖန်ချသူတွေပါရှိနေကြတာဖြစ်ပါတယ်ဒီလိုသမစပင်တူကသာအမြင့်အုံပြသရုပ်ဆောင်ဖြစ်နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမင်းသမီးထွင်နာဘုကအခုလိုပြောပြခဲ့တာပဲဖြစ်ပါတယ်ကျမကိုစပင်တူရင်းနဲ့ပဲသူတွေကတစ်ချိန်လုံးမြင်နေရတော့ကျမရဲ့စပင်စက်နဲ့ပတ်သက်ပြီးသူတို့သိကျင်ကြတာပေါ့နော်ကျမစပင်တူကိုဘာလို့အမြင့်တက်ရလဲဆိုတဲ့အကြောင်းကတော့ကျမက ကျမစပင်စည်ရဲ့စပင်သားကိုမကြိုက်ဘူးနေတိုင်းစပင်ကိုအပူပေးဆွဲဖြောက်ဘာညာလောက်ရတယ်လည်းမကြိုက်ဘူးနောက်ပြီးကျမကနှစ်တိုင်းတစ်နှစ်မှာနှစ်ခေါက်လောက်ကတိလရှိဝေးလေးရှိတယ်နောက်တစ်ခုကစပင်တူလေးတွေကဘဲစပင်တူတက်တဲ့ကျမမျက်နှာနဲ့လိုက်ဖက်တဲ့အတွက်တက်ရတာအဆင်ပြေတယ်စပင်တိဆိုတာစပင်သိလာတဲ့မိကလေးတွေတက်ရင်မလာဘူးကျမတို့လိုစပင်စင်ပြေတဲ့သူတွေပဲတက်လို့စင်ပြေရမျိုးလေးအဲဒါကြောင့်တက်ဖြစ်တယ်နောက်တစ်ခုကလူတွေသိမသိကြတာကလူတိုင်းလူတိုင်းစပင်ပေါက်ရင်နှစ်ဖူးဆက်ကစပေါက်ကြတာ ကျွန်မကကြာသပင်ပေါက်ရမယ့်နှစ်ဖူးဆက်နေရကနေလက်တလုံးလောက်နောက်ဆုတ်ပြီးတော့သပင်ကပေါက်တာပေါက်တဲ့နေရကစပြီးတော့သပင်ကထုပြီးတော့ပေါက်ပေမဲ့ပေါက်ရမယ့်နေရာထက်နောက်ဆုတ်ပေါက်နေတဲ့သပင်ကြောင့်နှစ်ဖူးပြင်ပြောင်ပြောင်ကြီးပေါ်နေတာမျိုးပါလုံးဝကြည့်ရဆင်မပြေတဲ့အတွက်သပင်တုကို300ချင်းဖြစ်ပါတယ်ဆိုကသမသပင်တုအမြဲဝတ်ဆင်ရကြည့်နောက်ွယ်ကအကြောင်းအရာကိုပြောပြခဲ့တာပဲဖြစ်ပါတယ် ဘလိုပဲဖြစ်ဖြစ်မင်းသမီးထွေးနာဖို့ရဲ့စပင်တူးနဲ့ဖက်ရှင်တွေဟာယနေ့ခေတ်ဒီခင်မီလာပါနေစေဖြစ်တာကိုတော့ဘယ်သူမှညင်လို့မရပါဘူးပရိသတ်တွေကတော့စပင်တူးနဲ့ပဲဖြစ်ဖြစ်စပင်စစ်နဲ့ပဲဖြစ်ဖြစ်ယနေ့ချိန်ဒီအရွယ်တင်နုပြိုလာပါနေစေဖြစ်တဲ့သူမကိုစနေသက်စွာအားပေးနေကြစေဖြစ်ပါရင်အချို့ပရိသတ်တွေကတော့အကောက်ရှိပြီးသားစပင်ဖွာနေတဲ့ဒီဇိုင်းနဲ့သူမရဲ့စပင်စစ်ကိုလည်းစနေသက်ကြသူတွေရှိနေကြတာပါပရိသတ်ကြီးတို့ရောမင်းသမီးထွေးနာဖို့ကိုစပင်စစ်နဲ့စနေသက်ကြလားဒါမှမဟုတ်စပင်တူးဝတ်ဆင်ခြင်းကပဲသူမနဲ့ပို့ပြီးလိုက်ဖက်တယ်လို့ထင်လားဆိုတာ ကွန်မန့်မှာပြောသွားပေးခဲ့ပါအောင်ရှင်။အပိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစက်ဝင်စားစရာကောင်းတဲ့ဆယ်လီတဲ့နှိပညာရှင်ရဲ့တင်းရတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့အောင်ရှင်။